မင်္ဂလာညချမ်းပါခင်ဗျာအောက်တိုဘာလ16ရက်ဓမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်ကော်မရှင်ကျင်းပမယ့်ရွေးကောက်ပွဲဟာမတိမငင်မှုတွေကိုသာဆက်လက်ဖြစ်ပေါ်စေပြီးစင်းရဲနွမ်းပါမှုတွေကိုပိုဆိုးစေမယ်လို့တန်အမတ်ကြီးဦးကျော်မော်ထွန်းပြောကြားလိုက်တဲ့သတင်း ခုတ်ကူကစစ်ကော်မရှင်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်မှုစစ်ကော်မရှင်တပ်ဖွဲ့ဝင်6ယောက်တေဆုံးပြီးလက်နက်ခဲယမ်းတွေလည်းရရှိလိုက်တဲ့တဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံသွားမယ်လို့ UWSA ဝါတပ်ဖွဲ့ကပြောကြားလိုက်တဲ့တဲ့အာဆီယံအဖွဲ့အပေါ်စိတ်ပြတ်ကြောင်းရှေ့ပြေးအတန်အဖွဲ့ကပြောကြားလိုက်တဲ့တဲ့ လက်ပတန်းမှာတော့စစ်ကော်မရှင်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု15ရောက်သေဆုံးပြီး12ရောက်ကိုအရှင်ဖမ်းမိလိုက်တယ်လို့ NUG ကာကွယ်ရေးဌာနကထုတ်ပြန်တဲ့သတင်းနိုင်ငံတကာသတင်းပတ်မှာတော့ယူကရိန်းစစ်ပွဲအဆုံးမသက်ရင်ရုရှားကတံပိုးပေးဆက်ရမယ်လို့အမေရိကန်ပြောကြားလိုက်တဲ့သတင်းနဲ့ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။